ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်လုံးပိုင်အာနေနီကိုပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်ဗောနောကျွန်တော်ဒီဟာလေးကတော့ဒီမှာရှစ်ကိုပေးတာဗောနောကိုခွန်ကူဖြစ်ပါတယ်ဒီကိုခွန်ကူတစ်ချိန်မှာဆိုရင်တီကိုပေးတာဗောနောတို့များ6တုံးဖြစ်ပါတယ်ဒီမှာကျတော့နစ်ကိုပေးတာဗောနော3ကို5 5ကိုပေးတာ6တုံးများ3ရှိကောပဲတာ6နှစ်လျှောက်ဆိုပြီးတော့တရားနေတောက်လျှောက်โอเคနေတယ်ဗောနော်တရားအရှိအဝိုင်းထားတဲ့ဟာလေးပဲဖြစ်ပါတယ်ခင်ဗျာ မှာဆိုရင်လုံးပိန်အာနင်းနီကတောက်လျှောက်ဖြစ်ပါတယ်ဗောနော်ပြီးတော့ဒီဖက်ဆာမင်းသားမှာဆိုရင်လည်းကျွန်တော်၃ညကိုပေးတာပေါ့နော်၉ရောင်းနေဖြစ်ပါတယ်၂ကိုပေးတာ၃ညလေးလေး၉ကိုပေးတာနေမိတဲ့ဒီနီးနံပါတ်၄ကတော့ဒီမှာတစ်ချိန်ပြဲသွားတယ်ပေါ့နော်ပြီးရင်သူကလည်းအောင်ပိတ်မှာထပ်ပြဲတဲ့အတွက်ကျွန်တော်ကချီယာနီးတစ်မျိုးကိုပဲပြပြီးရှင်းဖြစ်ပါတယ်ပေါ့နော်၁ကိုပေးတာ၈ကိုလေး၁ကိုပေးတာ၅၆၃၃ကိုပေးတာ၆၈ခွန်ပေါ့နော်၆ကိုပေးတာ၄၄ခွန်၃ညကိုပေးတာ၃၈၈ဖြစ်ပါတယ် အဲ့မှာဆိုရင်တောက်လျှောက် organic ဆဲပေါ့နော် okay ဒီမှာတောက်လျှောက်ဖြစ်ပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီဖက်မှာဒီဖက်မှာဆိုရင်ကျွန်တော်တုံညောက်ပေးတာပေါ့နော်ငါ3 6ဖြစ်ပါတယ်ပြီးရင်နှစ်ကိုပေးတာ6လေး6ဒီကိုကိုပေးတာ9ခွန်8ဆိုတဲ့အတွက်ဒီမှာ9လုံးပိန်အနေနဲ့ဖြစ်သွားတဲ့အတွက်အဲ့ဒီမှာတစ်ကြိမ်ပြတ်သွားခဲ့တာဖြစ်ပါတယ်ပြီးတော့နှစ်ကိုပေးတာ696ပေါ့နော်ဒီ9ကိုပေးတာ698ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်ကျွန်တော်ဒီတစ်ပတ်မှာတော့698ပေါ့နော်698ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเค698ဆိုတဲ့အတွက်ဒီ6နဲ့6နဲ့မှာတစ်ချိန်စီ2နဲ့ချိန်အပေါင်းတည်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဆင်း6နဲ့ချိန်ပေါင်းရှင်းက16ဖြစ်ပါတယ်9နဲ့ချိန်ပေါင်းတာ14ပေါ့နော်၄နဲ့3ပေါင်းရှင်း5ဆိုတော့ကျွန်တော်ဒီမှာတော့6နဲ့5ပေါင်းရှင်းဒီ7ဆိုတဲ့အတွက်ကြောင့်မို့တိလုံးပိုင်အားနေနေမှာဖြစ်ပါတယ်ခင်ဗျာ ဒါဒီနေ့ရပါတော့ဒီမှာတော့တစ်ကြိမ်ပြတ်ဖူးတယ်ခင်ဗျာဒါဆိုရင်ဒီတစ်ပတ်မှာတော့တင်းလုံးပိန်အားနေတယ်ပေါ့နော်ဒီနေ့ရဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မှာတော့ကျွန်တော်9 8 3ညအားနေတာပေါ့နော်9 8 8 3ညအားနေတာဖြစ်ပါတယ်ဒီ8 8ဆိုတာလေးကပင်ချီဖြစ်ပါတယ်ပေါ့နော်တိုးတိုးကြည့်ပြီးခဲ့တဲ့တစ်ပတ်မှာဒီ8 8ဆိုတာလေးပြတ်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီ9ရဲ့3ညရဲ့ဆိုတာလေးကဆက်ပြီးโอเคသွားခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ9ရဲ့အဆက်ကဒီမှာတည်ပေါ့နော် ဒီ၅ဒီတိဖြစ်ပါတယ်ဒီ၃ညစွာလေးကိုဆက်ကြည့်အောင်ပါနော်ဒါလေးကတော့လုံးပိန်အားနဲ့နာထမီတမျိုးဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီနိနိတ၈၄၃၈၆၃၄၃ညကိုခွန်ခွန်ကိုအနေတားလျှောက်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်လျှောက်ကိုပေးတာဖြစ်ပါတယ်ဒီလျှောက်ကိုပေးတာခွန်၃ည၃ညဖြစ်ပါတယ်ခင်ဗျာဒီလျှောက်ကိုပေးတာခွန်၃ည၃ညဖြစ်ပါတယ်၃ညကိုပေးတာ၃ခွန်ခွန်လျှောက်ကိုပေးတာ၈၉၄၂ကိုပေးတာ၅လျှောက်၃ပေါ့နော် ငါးကိုပေတာ၆ရှစ်ခွန်၁ကိုပေတာ၂နှစ်ခွန်ကိုပေတာ၃ရှစ်ရှစ်ဖြစ်ပါတယ်ချစ်ကိုပေတာ၃တုံညာကိုဖြစ်ပါတယ်ဗောနောကိုပေတာ၃ကနေ၁ကိုပေတာ၃ခုနဲ့ဒီကိုပေတာ၂လေးရှောင်း၈ကိုပေတာ၃နှစ်လေး၄ကိုပေတာ၈ငါးနှစ်၄ကိုပေတာ၈ရှောင်းကကိုပေတာ၃ငါးရှောင်းဒီ၃ကိုပေတာ၆လေးရှောင်းဆိုပြီးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာ၁ကိုပေတာ၉ခွန်၈ဖြစ်ပါတယ်၅ကိုပေတာ၆ခု၆တုံညာကိုပေတဲ့ချိန်မှာတော့၈ခု၈ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ 6ရှေ့ဖြစ်ပါတယ်ဗောနော်တပန်းကျွန်တော်ဒီ6 6ချစ်ခွန်ဆိုပြီးဖြစ်ပါတယ်ဗောနော်ဒီမှာထပ်ပြည့်မယ်ဗောနော်6 6 6ခွန်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီအပေါ်ကလိုမျိုးပဲဗောနော်ဒီ009မှာ9ကိုတစ်ကြိမ်ဖြစ်ပါတယ်ဆိုတော့ဒီ9မှာတစ်ကြိမ်2နဲ့3နဲ့မှာတစ်ကြိမ်ဆီဆီတွေအတွက်6နဲ့9မှာတစ်ကြိမ်စီကို4နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ အဲဆိုရင်ဒီအနောက်ကရှေ့ခွန်ပေါင်းရှင်းဒီ15ဖြစ်ပါတယ်ဒီ၄နဲ့ဒီ9နဲ့ပေါင်းတာ73ဆိုတော့3နဲ့5ပေါင်းရှင်း6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီအရာရှေ့ကိုပေးတာဖြစ်ပါတယ်ရှေ့ရခုနကတည့်ရဆိုပြီးဖြစ်ပါတယ်ပေါ့နော်ရှေ့ရတည့်ရဆိုပြီးဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်ဒီမျိုးကိုဆက်ကြည့်အောင်ပါခင်ဗျာဒီမျိုးကကျွန်တော်ဒီထိတ်ဆီကို၄နဲ့ပေါင်းတာ6ရတယ်ပေါ့နော်နေကို၄နဲ့ပေါင်း6ကိုပေးတာခွန်ခွန်ကိုခွန်ကို၄ပေါင်းတာ73တိကိုပေးတာ900 ဒီခုနှစ်ရာစုအတွက်ဒီခွန်ထိပ်စီကို၄နဲ့ပေါင်းတာတစ်ဆိုရအတွက်တစ်ကိုပေးတာ300ဆိုပြီးတော့ဒီခွန်ခွန်ကိုကနေတောက်လျှောက်ဥကင်းနေဆဲပဲဖြစ်ပါတယ်ခင်ဗျာပြဲပြဲတော့မရှိသေးဘူးပေါ့နော်ဒီခရစ်တစ်ပတ်မှာကျွန်တော်300ကိုပေးတာဆိုရင်698ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီတစ်ပတ်မှာ698ဆိုတဲ့အတွက်အဲ့ဒီ6ကိုလည်း၄နဲ့ထပ်ပေါင်းမှာဖြစ်တယ်ပေါ့နော်ဒီ6ကို၄နဲ့ပေါင်းတော့7ဆိုတဲ့အတွက်ကြောင့်မို့ နိကိုပေမှာဖြစ်ပါတယ်ဒါဆိုရင်ခုနကကျွန်တော်ချစ်ပေတယ်တစ်ပေတယ်နိပေတယ်ရှစ်တစ်နိပေတာဖြစ်ပါတယ်ဗောနော်ဒါဒီနေ့အရာဗောနော်ရှစ်တစ်နိပေတာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ပြည့်ခဲ့တဲ့ပတ်မှာတော့ပြတ်သွားခဲ့တယ်ဗောနော်ဒီဟာလေးကတော့ပင်ရှိဖြစ်ပါတယ်နိနံပါတ်3နဲ့နိနံပါတ်2နဲ့ဗောနော်နံပါတ်40 41 42နဲ့ကနေစပြထားတယ်ရှစ်တစ်ကိုပေတာ963ဆိုပြီးတော့ဒီအိုင်963အနေတက်လျှောက်ဗောနော် ငါးချောင်းတော့အနေဒါချောင်းပြပေးထားတာဖြစ်ပါတယ်တမ္မာကျွန်တော်ပြပေးထားတယ်ဗောနော်ပြီးခရစ်ဘက်မှာတော့ရှစ်ရှစ်ကိုပေးတာဖြစ်ပါတယ်ဗောနော်နှမျိုးစလုံးရှစ်ရှစ်ဆိုပြီးရနေတယ်6ခု6ပြီးတော့8 9 8ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့ဤနှမျိုးစလုံးပဲပြည့်သွားခဲ့တာဖြစ်ပါတယ်ဗောနော်ဤနှမျိုးစလုံးပဲပြည့်သွားခဲ့တာနံပါတ်50နဲ့5ချိန်မှာငါပြည့်တယ်ဗောနော်โอเคနံပါတ်50နဲ့6မှာဆက်ပြီးတော့အတုံးတူတဲ့မိတ်ဆွေများအတွက်ဗောနော်ပြန်တင်ပြတော့မှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဤနံပါတ်1ကိုဆက်ကြည့်အောင်ဗောနော်ဤနံပါတ်1ကတော့ဒီဟာလေးဖြစ်ပါတယ်โอเค1ကိုပေးတာရှင်း9နေ4ကိုပေးတာရှင်းရှောင်း9နေ4ကိုပေးတာ3 9 6 9ကိုပေးတာ6 4 6 1ကိုပေးတာ9 8 3 9ကိုပေးတာ6 9 6ဒီ8ကိုပေးတဲ့အချိန်မှာတော့8 9 8ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာတစ်ချိန်ပြတ်တယ်ဗောနော်နပင်ရှိဖြစ်ပါတယ်ပင်ရှိတယ်ဆိုပြီးမှလည်းပြတ်တတ်တယ်ဗောနော်ကျွန်တော်ရှင်းလုံးပိန်အားနေတာ8 9 8ဆိုတဲ့အတွက် ပြက်သွားတယ်ဗောနော်ဆိုတော့ဒီတစ်ပတ်မှာဒီလေးကိုနှစ်ကြိမ်ထိတ်ရှင်းရှင်းမှာတစ်ကြိမ်ဒီမှာတစ်ကြိမ်သူ့ကိုနှစ်ကြိမ်သူ့ကိုကြတော့သုံးကြိမ်ဗောနော်ပြီးရင်တုံညမှာနှစ်ကြိမ်အပေါင်း၅ဆိုပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီလေးနှစ်ကြိမ်ပေါင်းတာဒီရှင်းရတယ်ဗောနော်ရှင်းနဲ့ဒီရှင်းနဲ့ပေါင်းတာ16ဖြစ်ပါတယ်နောက်ထပ်ဒီမှာလေးကတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာ3 4 5တက်က5ကြိမ်ဆိုတဲ့အတွက်5ဖြစ်ပါတယ်ဗောနော် ဒီနောက်ထပ်ဒီနောက်မှာ9ဆိုတဲ့အတွက်9နဲ့9ပေါင်း10 6နဲ့4ပေါင်းရှင်က10ဆိုတဲ့အတွက်ကြောင့်မို့ဒီနေ့အရာ3ညပေးမယ်ပေါ့နော်โอเค3ညဖြစ်ပါတယ်ဆိုတော့ဒီတပတ်ဒီမှာကျတော့3ညဖြစ်ပါတယ်ခင်ဗျာဆိုတော့ခုနကဒီတော့အာ6တ3ညနေပေါ့နော်ရှိတဲ့တောင်ညာနဲ့ပေးတာဖြစ်ပါတယ်။နောက်ထပ်နည်းတစ်ခုကိုဆက်ကြည့်အောင်ပါခင်ဗျာ နောက်ထပ်နည်းနံပါတ်2ကတိဟာပေါ့နော်ဒီမှာ၈ကိုပေးတာဆိုရင်၈ကိုရှေ့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်မှာတော့ပြတ်တယ်ပေါ့နော်ဒီမှာတစ်ကြိမ်ပြတ်တယ်အဆွဲဒီမှာတစ်ကြိမ်ဒီမှာနှစ်ကြိမ်ပေါ့နော်ပြီးရင်အလဲထိန်မှာတစ်ကြိမ်ဒီအလဲမှာတစ်ကြိမ်၃နဲ့၈နဲ့မှာတစ်ကြိမ်စီဒီလို၃ကြိမ်တစ်ကြိမ်အပေါင်း80ပြီဖြစ်ပါတယ်ခင်ဗျာအဆွဲ9နဲ့ကြိမ်ပေါ့20 4နဲ့9ပေါင်းချင်းဒီ73ရတယ်ပေါ့နော်ဒီ3နဲ့10ပေါင်းတာ71 3နဲ့ဒီ4ပေါင်းတာက9 တစ်3ကြိမ်3ဆိုပြီးဖြစ်ပါတယ်။ရှောင်းနဲ့ခွန်ပေါင်းတာလေး73ဆိုတော့33ကြိမ်99နဲ့9ပေါင်း14ဆိုတဲ့အတွက်ကြောင့်မို့လေးပြောင်းမယ်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီမှာတော့တုံညရဲ့၄ရဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်လေးပေါ့နော်။၈တုံညရှစ်တတုံညာနှစ်လေးဆိုပြီးဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာကျတော့ပြန်ပြင်လုံးဝမရှိသေးတဲ့ပင်ရှင်လုံးပိုင်အားနဲ့ နီး၅အမျိုးကိုပြန်လည်မြောက်ပြီးတော့မှာဖြစ်ပါတယ်။ Okay ကုလလောဇေကာတော့ဒါဒီကနေ့ပတ်နီးအဆက်တွေပဲဖြစ်ပါတယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်မိုက်ဆွေများအားလုံးလည်းကိုယ်စိတ်ကျမ်းမာဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ။